မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတဲ၃ခွက်တင်ပြထားပြီဖြစ်ပါတယ်ဗောနော်အဲ့ဒီတဲ၃ခွက်ကိုမှကျွန်တော်နောက်ထပ်အနေနဲ့ထပ်ပြီးရှုပ်ပြောင်းมาဖြစ်ပါတယ်ဗောနော်၃ခွက်ထဲက၃ခွက်တူနေတာလေးကိုကျွန်တော်တို့မိတ်ဆွေများအတူတူဗောနော်တွင်းနီးလေးလာလို့ရအောင်ချင်းပြပြတော်มาဖြစ်ပါတယ်အဲ့ဒီမှာ၅၆၃ဒီတစ်ပတ်မှာ၃၉၅၄၉၅၇၉၅ဆိုပြီးတော့တွင်းနီးအရာဒီ၃ခုရတယ်ဗောနော်ဒါဆိုရင်ကျွန်တော်နောက်ထပ်အနေနဲ့ ထိစီနဲ့အပိနဲ့ကို ထပ်ပြီးထည့်ပြမှာဖြစ်ပါတယ်ဗောနော်အဲ့ဒီ3ညာ9 6 6 3 5ဒီ9ကိုတစ်ချိန်ယူမှာဖြစ်ပါတယ်ဗောနော်ပြီးတော့ဒီ2ကိုတစ်ချိန်ယူ ပေါင်းတာဖြစ်ပါတယ်ထပ်ပြီးတော့ဒီ3မှာ2ချိန်ဒီ9မှာ2ချိန်ကိုနောက်ထပ်အနည်းနဲ့အပေါင်း9နဲ့ထပ်ပြီးပေါင်းမှာဖြစ်ပါတယ်ဟုတ်ကဲ့မြင်လာတော့မသိဘူးဗောနော်ကျွန်တော်ဒီမှာထပ်ပြီးထည့်ဒီ9ကတစ်ချိန် ဒီမနစ်တစ်ကြိမ်ဒီ၃နှစ်ကြိမ်၉နှစ်ကြိမ်ပေါ့နော်ပြီးရင်ဒီကို အပေါင်း9နဲ့ဓာတ်ပေါင်းဝင်မှာဖြစ်ပါတယ်ဆိုတော့နိနဲ့၉ပေါင်းချင်းဆက်တည်ဖြစ်ပါတယ်ပေါ့နော်ဒီမှာအယောင်ကထင်မထင်မှဆုလို့ပေါ့နော်အပေါင်း9ဖြစ်ပါတယ်သူအပေါင်း9နဲ့ဓာတ်ပေါင်းမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ၉ရက်နှစ်ရက်ဓာတ်ပေါင်းတော့ဆက်တည်ရတယ်ပေါ့နော်၉နဲ့နှစ်ပေါင်းချင်းဆက်တည်ရတယ်ဒီ၃နှစ်ကြိမ်က၆၉နှစ်ကြိမ်က၈ဆိုတဲ့အတွက် 6ပေါင်း74လေးနဲ့ခွန်ပေါင်း73ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီတစ်တစ်ထပ်ပေါင်းတော့နေဆိုပြီးရတယ်ပေါ့နော်တစ်တစ်ထပ်ပေါင်းတော့နေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ထိတ်စီအနေနဲ့အနေထိတ်စီယူมาဖြစ်ပါတယ်ကျွန်တော်အဲ့ဒီမှာထိတ်စီနောက်ထပ်တစ်ခုကတော့တင်းနေငါထိတ်စီဆိုပြီးရတယ်ပေါ့နော်ဒူနီတာကနေတလုံးဒူနီတာဖြစ်ပါတယ်ပေါ့နော်ဒီမှာနေထိတ်ဒီမှာလည်းနေထိတ်ပါပြီးသားပေါ့နော်โอเค နောက်ထပ် update ကိုဆက်ပြီးပြမယ်အလေးထင်အောင်ဒီတိုင်းပဲယူသွားမယ်ပေါ့နော် update ကိုဆက်ကြည့်အောင် update ကဒီ၃ညကို၃ချိန်ယူမယ်ပေါ့နော်ဒီ9ကိုကြတော့2ချိန်ပြီးရင်ဒီနှစ်မှာ၃နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီ၃ည၃ည9နဲ့2ချိန်က14ဒီနှစ်၃ပေါင်းခြင်းက5ဆိုတဲ့အတွက်အလေး5ပေါင်းခြင်း9ဖြစ်ပါတယ်ဆိုတော့နှစ်ထိပ်9ပိတ်ရပြီပေါ့နော်အဲ့မှာနှစ်ထိပ်9ပိတ်ဖြစ်ပါတယ် နေထိတ်တုံများအလဲကိုပိတ်နေတုံများကိုဘာနော်အဲ့ဒီကိုကိုကျွန်တော်နောက်ထပ်ပါဝါထပ်ယူရမှာဖြစ်ပါတယ်ကိုရဲ့ပါပါလေးဘာနော်ကိုလေးပိတ်ဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်နေတုံများကိုနေတုံများလေးဘာနော်တူနေတာကနေတုံများကိုဖြစ်ပါတယ်ဒါကြောင့်မနောက်ထပ်တစ်ပြင်မှာခွန်သုံးတုံများနေတုံများကိုရှာပြီးသွားတယ်ဘာနော် okay ဒီနေ့အတိုင်းပဲကျွန်တော်တို့ဒီအပွားယူတယ်လို့မျိုးပဲထပ်ပြီးယူပြမှာဖြစ်ပါတယ်ဒီ9ခုနှစ်ချိန်ပေါ့နော် sorry ဒီ9ခုနှစ်ချိန်ရှိမိသွားတယ်9ခုနှစ်ချိန်9ခုနှစ်ချိန် ပြီးရင်အပေါင်း9ထပ်ပေါင်းမှာဖြစ်ပါတယ်ဆိုတော့သူဒီအရှိက3ရက်5ရက်ပေါင်းရှင်းက800ရတယ်ဗောနော်ခေတ္တနဲ့ပဲကြီးလိုက်တော့မယ်ဒီ3နဲ့5ပေါင်းရှင်းချစ်ဖြစ်ပါတယ်9နဲ့ချိန်ဆက်ချစ်လေး9နဲ့ချိန်ဆက်လေးဆိုရတဲ့အတွက်6ခွန်73တင်းနဲ့8ပေါင်း9ရှိကိုပေါင်းရှင်းဆက်ခွန်ဆိုတဲ့အတွက်ခွန်ထိပ်စီဖြစ်မယ်ဗောနော်ကျွန်တော်ဒီမှာခွန်ရှိသေးဆိုတော့ဒီမှာတူနေတာကခွန်တလုံးထိပ်စီဖြစ်မယ်ဗောနော် ခွန်ထိတ်စီဖြစ်ပါတယ်အလေးထင်းကလည်းခွန်ပေးပါနော်ခွန်ထိတ်ခုနှစ်အလေးအပိတ်ကိုဆဲပြီးကြည့်အောင်အပိတ်ကဒီတုံးများကိုတုံးချိန်ဆွေအတွက်ဒီခုနှစ်ကိုတုံးချိန်ဒီခုနှစ်ကိုနှစ်ချိန်တုံးများကိုနှစ်ချိန်ယူမယ်ပါနော်ပြီးရင်ဒီ၅ကိုနောက်ထပ်၃နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခွန်၃ဒီက27 53ပေါင်းရှင်းကရှင်းရမယ်ပါနော်ဆိုတော့အတင်းနဲ့ရှင်းပေါင်းကိုကိုရဲ့ပါဝါလေးဆိုရွတ်ကိုလေးအပိတ်ဖြစ်မယ်ပါနော် ကိုလေးအပိတ်မှာကျွန်တော်အပိတ်ဒီမှာကိုရှိပြီးသားဆိုတဲ့အတွက်ကြောင့်မို့ကိုအပိတ်ဖြစ်ပါတယ်ခွန်ဒိတ်ကိုပိတ်ပေါ့နော်ခွန်ခွန်ကိုဆိုပြီးတော့တူတာဖြစ်ပါတယ်အဲ့မှာတကွက်တူတာပေါ့နော်ခွန်ခွန်ကိုခြားပြီးသွားတာလေခွန်ခွန်ကိုဖြစ်ပါတယ်โอเคคุณคุณกูตะเปียนนี่จํานวนอบัวไถซี้อยู่ตัวนี้เว้ยดี3ตัวอยู่ได้ด้วยดี3เนี่ยกูตะเจ๋งอยู่ได้ ပြီးရင်ဒီငါးမှာတစ်ကြိမ်ယူတဲ့အတွက်ဒီနှစ်ကိုတစ်ကြိမ်ယူပြီးတော့ဒီအနောက်ဆုံးကခွန်ခွန်ကိုနှစ်ကြိမ်ထပ်ပြီးယူပြီးတော့ခွန်နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဗောနော်ဆရောတို့များရဲ့နေ့ရပေါင်းရှင်းကနေ့ဖြစ်ပါတယ်ခွန်နှစ်နှစ်ကြိမ်ဆက်လေးခွန်နှစ်နှစ်ကြိမ်ဆက်လေးလေးလေးဟာချင်းရှစ်ခွန်55ဆိုတဲ့အတွက်နေ့နဲ့ငါးပေါင်းရှင်းခွန်ရတဲ့အတွက်ခွန်ထိတ်စီရတယ်ဗောနော်အဲ့မှာခွန်ရှိတဲ့ကလေးထိတ်စီချပြီးသားရှိတဲ့အတွက်ခွန်ထိတ်တူတာဖြစ်ပါတယ် အလေးထင်းကတော့ဒီတိုင်းပဲဒီတိုင်းပဲပေါ့နော်အပိတ်ကတော့ဒီခုနှစ်ကိုတုံးချိန်ယူတဲ့အတွက်ဒီရှိကိုတုံးချိန်ယူတယ်။တုံညာကိုနှစ်ချိန်ယူတဲ့အတွက်ကြောင့်မို့ဒီခုနှစ်ကိုနှစ်ချိန်ယူပြီးတော့ဒီငါးကိုတုံးနဲ့ပေါင်းတဲ့အတွက်ကိုယ်ကိုလည်းတုံးနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ရှိ3250နဲ့လေခုနှစ်နှစ်ချိန်ပေါင်းတာ74ကို3က72ရတယ်ပေါ့နော်ဆိုတော့၄၄ပေါင်းချင်းရှင်းနေနှစ်ပေါင်း30 3ညရပါပါ5ဆိုတဲ့အတွက် ကျွန်တော်3.5အပိတ်ဖြစ်သွားတယ်ပေါ့နော်3.5အပိတ်ဒီအပိတ်20တခုမှာ3.5အပိတ်ဖြစ်ပါတယ်ပေါ့နော်3.5အပိတ်တူတာဖြစ်ပါတယ်ဒါကြောင့်မို့ခွန်သိမ့်3.5အလဲ3.5အပိတ်ခွန်3.5 3.5ရှိပြီးတကွက်ရတယ်ပေါ့နော်58ခွန်3ည3000ရှိပြီးခြားပေးသွားတာဖြစ်ပါတယ်။နောက်ထပ်ဒီ9ကိုတစ်ချိန်ယူတယ်။ပြီးရင်နောက်ထပ်ဒီ9ကိုတစ်ချိန်ယူမယ်ပေါ့နော်။2ကိုတစ်ချိန်ထားတဲ့အတွက်9ကိုတစ်ချိန်ထပ်ယူပြီးတော့ ဒီအနောက်ဆုံးကရှစ်ကိုနှစ်ကြိမ်ယူတယ်ငါးကိုနှစ်ကြိမ်ယူပြီးတော့အပေါင်းခုနှစ်ထပ်ပေါင်းထားတာဖြစ်တယ်ငါးငါးပေါင်းရှင်း30နောက်ထပ်ရှင်းနှစ်ကြိမ်16ခုနှစ်တစ်ကြိမ်ပေါ့နော်ဆိုတော့6ခုပေါင်း73တုံးထိပ်စီရတာဖြစ်ပါတယ်ဒီတုံးထိပ်ဥမာလေနှစ်3 6ထိပ်မှာတုံးထိပ်စီတူတယ်ပေါ့နော်โอเคနောက်ထပ်အလေထင်ကိုဆက်ကြည့်တော့အလေထင်ကဒီတိုင်းပဲပေါ့နော်တုံးထိပ်စီတူတာဖြစ်ပါတယ်အပိတ်ကိုဆက်သွားမယ်အပိတ်ကကျွန်တော်ဒီ ရှင်းနာကျင်း16ပေါ့နော်ရှောင်းနာကျင်းစနစ်နေနဲ့၅ပေါင်းခွန်အပိတ်စုပြီးယူထားတယ်နောက်ထပ်အပိတ်20တခုထပ်ကြည့်အောင်ဒီ၅ကို3ကျင်းပေါင်းမယ်ခုနှစ်ကို1ကျင်းပေါင်းတာတွေအတွက်ဒီ6ကို1ကျင်းပေါင်းမယ်ဒီ6ကိုလည်းနောက်ထပ်3နဲ့ထပ်ပေါင်းတာဖြစ်တဲ့ခင်ဗျာစရော၅3ဒီက15ရမယ်ပေါ့နော်ခွန်နာရှင်းနာကျင်းက16ဖြစ်မယ်ပြီးရင်ရှင်းနဲ့3ပေါင်းတာက73ဆိုတဲ့အတွက်9နဲ့6ပေါင်း73တင်းနဲ့ပေါင်း1 နေ့ရက်ပါပါခုနှစ်ဆိုတဲ့အတွက်နေ့ခွန်အပိတ်ဖြစ်မယ်ပေါ့နော်ဒီမှာနေ့ခွန်ဆိုတဲ့အတွက်ကျွန်တော်တို့ဒီမှာအခုနှစ်အပိတ်တူတယ်ပေါ့နော်ခုနှစ်အပိတ်တူတယ်အဲ့မှာ၃ထိပ်တူတယ်ခုနှစ်အလဲခုနှစ်အပိတ်ပေါ့နော်ဆိုတော့၃ခွန်ခွန်ဖြစ်မယ်ပေါ့နော်၃ခွန်ခွန်ချပေးသွားတာလေ၃ခွန်ခွန်ဖြစ်ပါတယ်โอเค၃ခွန်ခွန်တပင်ကနေနောက်ထပ်တပင်ကိုထပ်ပြီးလေ့လာကြအောင် ဒီ9မှာတစ်ကြိမ်ယူတဲ့အတွက်ဒီ၄ကိုတစ်ကြိမ်ယူရဲနောက်ထပ်9မှာတစ်ကြိမ်အနောက်ဆုံးက3ညကို2ကြိမ်ယူမယ်ပေါ့နော်ဒီကိုလေး2ကြိမ်ယူပြီးခုနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ဆိုတော့ဒီတော့ဒီ၄9ပေါင်းကို2ကြိမ်ကနှစ်နှစ်ခွန်ပေါင်း9ဆိုတဲ့အတွက်9နဲ့9ပေါင်းထပ်ပေါင်းတော့16ချစ်ထိစီရမယ်ပေါ့နော်အဲ့ဒီမှာလေ16နှစ်ဆိုတဲ့အတွက်ချစ်ထိစီတူတာဖြစ်ပါတယ် အလေးထင်းကတော့ဒီတိုင်းပဲပေါ့နော်အပိတ်ကိုဆက်ပြီးလေလာကြည့်အောင်အပိတ်ကတင်တော့ဒီခုနှစ်နှစ်ရာဆက်လေးလေးလေးပေါင်း၈၈နှစ်၆ပေါင်း၁၄လေးအပိတ်ယူထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနောက်ထပ်အပိတ်တစ်ခုအနေနဲ့ဒီ၈ကို၃ချိန်ပေါင်းပြီးတော့ခုနှစ်ကိုလည်း၅ချိန်ထပ်ပေါင်းမယ်ပြီးရင်တရားပေါ်က၈ကို၃နဲ့ပေါင်းနေအတွက်ဒီအောက်က၃ကိုလည်း၃နဲ့၃ကိုလည်း၃နဲ့ပေါင်းမယ်ပေါ့နော်ရှင်း3024ခုနှစ်နှစ်ချိန်ပေါင်း24 33ပေါင်းရှင်း6ဖြစ်မယ်ပေါ့နော်ဒီမှာကျွန်တော် ကြီးမိသွားတယ်ဗောနော်အပိတ်လေးဖြစ်မှာဖြစ်ပါတယ်လင်းရဲပါပါကိုးဗောနော်ဆိုတော့အဲ့မှာကိုးလေးလေးကိုကြီးမိသွားတယ်ဗောနော်ဆိုတော့ကျွန်တော်လေးအပိတ်တူတာဖြစ်ပါတယ်ရှစ်ကိုးလေးတူတယ်ဗောနော်ရှစ်ကိုးလေးခြာပေးသွားတာဖြစ်ပါတယ်ဒီ၃ကို၃နဲ့ပေါင်းတာဗောနော်၃ကို၈နဲ့ပေါင်းနေဆိုပြီးကြီးမိသွားတာဖြစ်ပါတယ်โอเคထပ်ပြီးတော့ကျွန်တော်တို့ဒီနောက်ထပ်963တပင်ရှိကိုလေးတပင်ကနေ963ခြောက်ပြီးတော်ဒီတပင်ကိုထပ်ပြီးလေးလာကြည့်မယ်ပေါ့နော် โอเคထိတ်စီအနေနဲ့ဒီတစ်ကိုတစ်ကြိမ်ယူရမှာဖြစ်တယ်ဗောနော်ဒီကိုကိုတစ်ကြိမ်ယူထားတာဆိုတဲ့အတွက်ကိုနဲ့ဒီတင်ကိုယူတယ်ပြီးရင်ဒီငါးကိုတစ်ကြိမ်ယူပြီးတော့အနှောဆုံးက9နဲ့2ကြိမ်9နဲ့ကြိမ်6နဲ့ကြိမ်ယူပြီး9နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ငါတေပေါင်းချင်း6ဘောနော်တင်ငါပေါင်းချင်း6ငါနဲ့ချင်း10 6နဲ့ချင်း7နှစ်ခုပေါင်း9ဆိုတဲ့အတွက်6နဲ့9ပေါင်း15ငါထိပ်စီဖြစ်ပါတယ် အဲ့ဒီမှာတင်းနေငါးဆိုတဲ့အတွက်ငါးထိတ်စီတူတယ်ပေါ့နော်ငါးသလုံးထိတ်စီရတယ်တင်းနေငါးထိတ်စီယူထားတာပေါ့နော်โอเคဒီမှာငါးထိတ်စီအလေးထိုင်ကတော့ဒီတိုင်းပဲပေါ့နော်အပိတ်ကဒီရှစ်ကိုတုံးချင်ပြီးရင်ဒီသလုံးကြော်ကဒီရှစ်နှစ်ချင်ပြီးရင်ဒီနှစ်ကိုတုံးနဲ့ထပ်ပေါင်းထားတဲ့အတွက်ကြောင့်မို့ဒီတုံညာကိုတုံးနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့အဲ့မှာ8340လေး8နှစ်ကြိမ်ပေါင်းတာ16ဖြစ်မယ်ပေါ့နော်ပြီးရင်၃များနဲ့3ပေါင်းရှင်3ဆိုရတဲ့အတွက်4နဲ့6ပေါင်း30 3 3ရဲ့ပါပါချစ်3 6အပိတ်ဖြစ်မယ်ပေါ့နော်3 6အပိတ်မှာကျွန်တော်တို့3တလုံးအပိတ်တူနေတယ်ပေါ့နော်ဆိုတော့5 6 3ဖြစ်ပါတယ်963တကွယ်ပေါ့နော်963ခြာပြီးတော့ဒါလေး0953ဖြစ်ပါတယ် โอเค963ตะเป็งก็นี่ชอบเจ๋งด้วยถัดไปเลล่ะจิ๋มเลยป่ะเนาะဒီ9မှာတစ်ကြိမ်ပေါင်းမယ်ပြီးရင်ဒီ3နှစ်က3မှာတစ်ကြိမ်ပေါင်းမယ်အနောက်ဆုံးက3မြောက်ကို2ကြိမ်9ကို2ကြိမ်ပေါင်းပြီး9နဲ့ထပ်ပေါင်းတော့9နဲ့3နဲ့ပေါင်းတာက8 9 2ကြိမ်ပေါင်းတာ8 9ပေါင်းတာ15ပေါ့နော်8 9ပေါင်း15 9နဲ့8ပေါင်း73ဆိုတဲ့အတွက်ကျွန်တော်3ထိပ်စီရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့မှာတူနေတာလေ3ထိပ်စီ3 4 9ဆိုတဲ့အတွက် သုံးထိပ်ရှိတူတယ်ပေါ့နော်။ Okay အလေးထိန်ကတော့ဒီတိမ်မဲ့ထပ်ပြီးယူသွားမှာဖြစ်ပါတယ်အလေးထိန်5ပေါ့နော်။အလေးထိန်5ဆိုပြီးယူမှာဖြစ်ပါတယ်ကျွန်တော်5လေးအလေးအပိတ်အထိရှိတယ်ပေါ့နော်။နောက်ထပ်အပိတ်ကတော့ဒီရှစ်ကို3ချိန်ပေါင်းတဲ့အတွက်ခွန်ကို3ချိန်ပေါင်းမယ်။ဒီနောက်ထပ်ခုနှစ်ကို2ချိန်ပေါင်းပြီးတော့ဒီ၃မြောက်ကို၃နဲ့ပေါင်းတဲ့အတွက်ခွန်ကိုလေး၃နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခွန်၃နဲ့၂၁ခွန်နဲ့၂ချိန်ပေါင်းတာ၁၄ ခွန်3ပေါင်း30ဆိုတဲ့အတွက်၄7ပေါင်းရှင်း5 5ကိုပါဝါယူတော့၃ည5၃ညအပိတ်မှာ5တလုံးအပိတ်တူနေတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဒီမှာ3 9 5ဖြစ်မယ်ပေါ့နော်3ထိပ်9အလဲ5အပိတ်နောက်ထပ်3ထိပ်9အလဲ၃ညအပိတ်ဖြစ်သွားမယ်ပေါ့နော်3 9ရဲ့3 9 3ညအပိတ်ရှိပြီးတော့ဒီနှစ်ွက်ရတယ်ပေါ့နော်အဲ့ဒီမှာ 20နှစ်ခုတူနေတာက395ဖြစ်ပါတယ်အဲ့ဒီ20နှစ်မျိုးထဲမှာတူနေတာက395ဖြစ်ပါတယ်ဗောနော်โอเคကျွန်တော်ဒီ6ကြိမ်မှာ395 495 995တဲ့က395ပို့ပြီးအားကောင်းသွားမှာဖြစ်ပါတယ်ဗောနော်အဲ့ဒီ395ဒီအနော်နှလုံးပေါင်းရှင်နေလေးချီတယ်ပေါ့နော်အဲ့မှာ95ပေါင်းဆိုတော့၄ဖြစ်ပါတယ်၃လုံးပေါင်းရှင်ဗရိတ်က ခွန်ကူဖြစ်ပါတယ်အဲ့ဒီမှာခုနှစ်ဖြစ်နေတဲ့အတွက်ဂိုင်းညီမှုရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ6ချိန်မှာ3ခု5တင်ရမှာဖြစ်ပါတယ်ပေါ့နော်တော်တော့ကျွန်တော်တို့ကီခွန်ရှိတုံညာအထီးကီလည်းလွန်နေတဲ့အတွက်ကြောင့်မို့သူက90ရာခိုင်နှုန်းဖြစ်ပါတယ်ပေါ့နော်ကျွန်တော်အထီးကီဒီခွန်ရှိတုံညာအထီးကီလွန်နေတဲ့အတွက်ကြောင့်မို့ပေါ့နော်ပြီးတော့တင်းနေလေးကီလည်းရှိတဲ့အတွက်တင်းနေလေးကီလည်းလွန်နေတဲ့အတွက်ကြောင့်မို့ 50ရခိုင်နှုန်းဖြစ်ပါတယ်။ဒီနှစ်တုံညာ9ခွန်ခွန်ကိုခွန်တုံညာတုံညာ3ခွန်ခွန်ကနေ694ပေါ့နော်ပြီးတော့963ချပေးသွားခဲ့ပြီးပြီပေါ့နော်။โอเคထပ်ပြီးတော့ချပေးသွားခင်မယ်ဆိုရင်တော့395တကွက်ဖြစ်ပါတယ်ခင်ဗျာ။